အတွေးလွန်စွန့်ဖြစ်ဖားတကောင်ဟာကင်းချင်ညာတကောင်လမ်းလျှောက်လာတာကိုမြင်တော့ဒီလိုစဉ်းစားမိတယ်။ငါမခြေနှောင်းလက်နှစ်ဖက်ရှိတာတော့လမ်းလျှောက်ရတာခက်ခဲတယ်တခါတလေပညာမပြီးခြေလမ်းတွေလွဲနေတတ်သေးတယ်။ဒါပေမဲ့ဒီကောင်ကြီးကခြေရောက်တွေမရေမတွက်နိုင်အောင်ရှိနေတာဘလို့များလမ်းလျှောက်တလဲမသိဘူးတော်တော်ထူးဆန်းတာပဲဒီကင်းချင်များဒီခြေရောက်က အရင်လန်းဟိုးချီရောက်ကနောက်မှလန်းဆိုပြီးသူချီရောက်တွေကိုသူဘလို့များထိန်းချုပ်မလဲမသိဘူးအဲ့ဒါနဲ့ဖားကကင်းစီများကိုတွားပြီးဒီလိုမေးလိုက်တယ်ဒီလောက်များတဲ့ခြေရောက်တွေနဲ့မင်းဘလို့လန်းလျှောက်တလဲငါတိတိကျကျစဉ်းစားကြည့်ပြီးပြီးဘလို့မှတွေးမရဘူးခြေရောက်တစ်ချောင်းစင်းစီကိုထိန်းချုပ်နိုင်ဖို့ဆိုတာတော်တော်မလွယ်တဲ့ကိစ္စပဲ ငါလည်းမွေးကလေးကဒီလိုပဲရှောက်လာခဲ့တာဒီကိစ္စနဲ့ပတ်သက်ပြီးတစ်ခါမှမတွေးဘူးပါဘူး။ဘာပဲဖြစ်ဖြစ်မေးလာပြီးဆိုတော့လေအပြေရှာရမှာပေါ့။နေုံငါစဉ်းစားကြည့်လိုက်အောင်မင်းဆိုပြီးတအောင်လောက်ရက်ပြီးတွေးကြည့်နေရောတဲ့။အဲ့ဒီအတွေးမျိုးဟာကင်းချင်များအတွက်ပထမဆုံးသော အတွေးဖြစ်သလိုဘယ်ခြေရောက်ကို အရင်ရွှေ့ရမလဲဘယ်ခြေရောက်ကိုကြတော့နောက်မှရွှေ့ရမလဲဆိုပြီးခြေရောက်တွေတစ်ချောင်းချင်းစီနဲ့ စမ်းစစ်ကြည့်လိုက်တဲ့အခါခြေလန်းတွေမားကုန်ပြီးတတဲ့တော်ရှောက်လို့မရတော့ပဲကိုရုတ်ကာရရီဖြစ်ကုန်ပါလေရဲ့ဒါနဲ့ဖားကိုပြောတာပေါ့မင်းနောက်တခါတခြားကင်းချေပြားတွေကိုဒီလိုမေးခွန်းမျိုးဖယ်တော့မှသွားမမေးမိစေနဲ့နားလေလားငါဘာသာဒီပုံစံအတိုင်းလမ်းလျှောက်လာခဲ့တာဘာပြဿနာမှမရှိခဲ့ဘူးအခုမေးမေးခွန်းကြောင့်ငါလမ်းလျှောက်ရရတော့ခက်ကုန်ပြီ ဘယ်ချီတော့အရင်စလန်းရမှမသိတော့ဘူးဘလို့လောက်ရမလဲလို့ဖားကိုပြန်မေးလိုက်ပါတဲ့